န်ပလေးစူပါဘလော့ကစိတ်ကက်ခြင်းမရှိဘဲမျက်နာရောခန္ဓာကိုယ်ပါ73နိုင်ကြာကာကွယ်ပေးတယ်။ဒါကြောင့်နေဘလော့ကူကနေရာအောက်မှာနှာနေနိုင်ပြီလေ။နေရာတွေကိုစမ်ပလေးနဲ့တူဖြတ်သန်းကြပါစို့။ဗန်းနေရခင်ရှင်မို့မိမိကိုယ်တိုင်စတင်စို့ Step with me road safety ဆိုတဲ့လူလူအသိပညာပေးလှူရှာမှုဒီကနေ့ April 4ရက်နေ့မဟာဗန္ဓုလဗန်းညံရှိမှာစတင်ခဲ့ပါတယ်။ဒီလှူရှာမှုကိုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်နဲ့မိဖက်အဖွဲ့အစည်းပေါင်း20နီးပါးကပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ အခုလိုလမ်းအနည်းကင်းရှင်းဖို့အသိပညာပေးလှုပ်ရှားမှုမှာပြည်သူတွေစီကံရှိရှိလူကူးမြင်ကြတဲ့လူကူးကုန်းကျယ်တရားပေါ်ကနေကာလန်ကူကြဖို့ကိုလည်းရန်ကုန်တိုင်းဒေသကြီးလွတ်တော်ဥက္ကဋ္ဌဦးတင်မောင်ထွန်းကအခုလိုတိုက်တွန်းခဲ့ပါတယ်ဒီမှာတက်ရောက်တဲ့လူတွေအားလုံးလည်းဒီပွဲကြီးကိုဒီလိုလာတက်တယ်တက်ပြီးတော့ပြီးသွားတာမလို့ပဲနဲ့ကိုကိုတိုင်းကိုတိုင်းကလမ်းလျှောက်တဲ့အခါမှာမြင်းကြားနေပြီးတော့ရှောက်ပေးမယ်မိပွားကနေပြီးတော့ဗာပဲလေကိုသွားလို့ရတဲ့အချိန်မှာ သွားပေးမယ်အခုလောလမ်းအနည်းငယ်ရှင်လှူရှားမှုမှာ UN Special Envoy for Road Safety နဲ့ SU Foundation တွေကလည်းပူးပေါင်းပါဝင်ခဲ့ပါတယ်ဒီလှူရှားမှုမှာအမှုပညာရှင်တွေနဲ့နေပယ်ဆောင်ကကျောင်းကျင်ပညာရှင်တွေကလည်းလမ်းအနည်းငယ်ရှင်ဖို့တတိထားရမယ့်အချက်တွေကိုအသိပညာပေးခဲ့သလိုမြန်နီကုန်းတရားအောက်မှာလည်းကလေးငယ်တွေပါပါဝင်ပြီးလူမှုမြင့်ကြားကနေကာလန်ကူကြဖို့အသိပညာပေးလှူရှားခဲ့ကြပါတယ်။ခုနောက်ပိုင်းကျတော့တကယ်လို့ရင်တိုက်မှုတွေလည်းကိုမျက်စိရှေ့မှာလည်းကြုံရတယ်ကြားရတယ်ကြားရတယ်ဆိုတော့အမ် ထင်ပါတယ်အားလုံးကစီကိုင်းပိုင်းလေးမှာနည်းနည်းယော့နေရတယ်လို့ထင်တယ်ဘာပဲဖြစ်ဖြစ်ရင်မောင်းနေသူပဲဖြစ်ဖြစ်လဲတော်လန့်လာပဲဖြစ်ဖြစ်ပဲသူပဲဖြစ်ဖြစ်အားလုံးကစီကိုင်းတကြနဲ့တော်လာကြမယ်ဒီမှာချမှတ်ထားတဲ့ရင်စီကိုင်းလမ်းစီကိုင်းတွေအားလုံးကိုလိုက်နာကြမယ်ဆိုရင်တော့ဒါတွေကတကယ်ယော့ကြသွားမှာပါအဲ့အတွက်အားလုံးလည်းလိုက်နာကြပါလို့အကြံလေးပေးချင်ပါတယ် ီလှုပ်ရှားမှုကိုမေလမှာလည်းထပ်မံလှုပ်ဆောင်သွားဖို့ရှိတယ်လို့သိရပါတယ်2016ခုနှစ်အတွင်းရန်ကုန်မြို့မှာရင်မတော်တဆမှုတရက်ကိုပြန်ပြအနေနဲ့48မှုရှိခဲ့ပြီးရင်မတော်တဆမှုကြောင့်နေစဉ်14ဦးခန့်သေဆုံးနေတယ်လို့လည်းသိရပါတယ်